ဲ့မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော် Nexus Team ကနေပြီးတော့ထားနိုင်ငံမှာရှိရဲ့ဒီ business major တွေထဲမှာနာမည်အကြီးဆုံးတက္ကသိုလ်တစ်ခုဖြစ်တဲ့ဒါ University of Thai Chamber of Commerce ပေါ့နော် UTCC အကြောင်းကိုကျွန်တော်တို့ဒီနေ့မှာရောက်ရှိနေရပြီဖြစ်ပါတယ်အဲဒီအကြောင်းကတော့ဒါ business နဲ့ပတ်သက်လို့ရှိရင်နိုင်ငံတကာကဒီအကြောင်းအကြောင်းတွေဂျာထဲမှာထားနိုင်ငံမှာတက်ရောက်မယ်ဆိုလို့ရှိရင်ရွေးချယ်မှုမှာအအများဆုံးအကြောင်းတစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ UTCC အကြောင်းအကြောင်းနဲ့ပတ်သက်ပြီးတော့ဒါ UTC မှာတက်ရောက်နေရဲ့ဒါ အာចောင်းသားတွေကိုဒါ Nexus ကနေပြီးတော့အမေခွန်းလေးတွေမြင်မြန်သွားမှာဖြစ်ပါတယ်ဗျ။ ကဲ့ပါဆိုတော့ဒီ Nexus တင်းကနေပြီးတော့ဒါ UDCC မှာပေါ့เนาะ business major ကိုတက်ရောက်နေရဲဒါကျွန်တော်တို့မြန်မာကျောင်းသားတွေကိုဒါကျွန်တော်တို့ဖိတ်ခေါ်ထားပါတယ်ဆိုတော့အဟုတ်အကိုမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါအကိုဟုတ်အကိုနာမည်လေးနဲ့ပေါ့เนาะဒီ UDCC မှာတက်ရောက်နေရဲ major လေးဟိုပြောပြမိတ်ဆက်ပြပါဦးခင်ဗျာဟုတ်ကဲ့အကိုအာကျွန်တော်နာမည်ကတော့မင်းမစပါဘောเนาะကျွန်တော်တော့ဒီအာထိုင်းနိုင်ငံဘန်ကောက်မြို့မှာဆင်းနေတဲ့ဒီ UTCC မှာကျွန်တော် BBA program ကိုတက်ရောက်နေတဲ့ intern ဆင်းနေကျွန်တော်တယောက်ဖြစ်ပါတယ်ဟုတ်ကဲ့ပါဟုတ် main intake မှာစပြီးတော့ join တာကျွန်တော်ကတော့ဒီ organ intake မှာစပြီးတော့ join ဒရိုင်းပြတာဗျာဟုတ်ဟုတ်ကဲ့ပါဟုတ်ဆိုတော့အာအကိုမိတ်ဆက်မေပေါ့နော်ဟုတ်ကျွန်တော်ကျွန်တော်ကဟိုထပ်မြက်ပြေတော့ပေါ့တော့ဒီဘန်ကောက်အာဘန်ကောက်ကဒီ UTCC ISM မှာပေါ့နော်ဟို August အင်းတိတ်မှာစ join တာကျွန်တော်ဟို BBA student ပေါ့နော်ပြောပေါ့နော်ကိုအဲဘာကြောင့်ဒီ အကြောင်းကိုရွေးချယ်ဖို့ဆုံးဖြတ်ခဲ့တာလေပေါ့နော်အာဟုတ်ကဲ့ဗျာအာကျွန်တော်ဒီမြန်မာနိုင်ငံမှာရှိကြရရပါလေကျွန်တော်ဒီထအာအတိုင်းမှာကျွန်တော်အကြောင်းအကြောင်းတက်ဖို့စဉ်းစားပြီးကြရဒီကျွန်တော်လေးလာတယ်ပေါ့လေလေးလာတဲ့နေရာမှာကျွန်တော်ဒီ UDCC ကိုကျွန်တော်တွားပြီးတော့တွေ့တယ်ဒီ UDCC ကဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီထိုင်းကုန်တယ်ကြီးများအတင်းရဲ့လောက်အောင်မှာရှိနေတဲ့အတွက်ကြောင့်မလို့ဒီကျွန်တော်တို့ဟိုဥပမာ explore import လုပ်ခြင်းဖြစ် logistics တတ်ခြင်းပဲဖြစ်တခြားကျွန်တော်တို့ business နဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးအာအလုပ်လုပ်ခြင်းပဲဖြစ်ဖြစ်ပေါ့လေဒီအာသူကကွန်တကြီးများအတင်းရဲ့လောက်အောင်မှာရှိနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့နောက်တော့အများကြီးအာပို့ပြီးတော့အဆက်အသွယ်အများကြီးပို့ရနိုင်တယ်ပေါ့လေနောက်တော့ကျွန်တော်ကလည်းဒီအာအာ twin ကုန်ထုတ်ကုန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကအာပို့ပြီးတော့အာစိတ်ပါနေတဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့ဒီ UTC ကိုကျွန်တော်ယူချက်ပြတာပေါ့လေဟုတ် ဟာပေါ့နော်ဆက်ပြီးတော့ကိုထက်မြက်ကိုကျွန်တော် main ခွန်းတစ်ခုမေးချင်တာပေါ့နော်ဆိုတော့ first impression ရဲ့ UTCC ပေါ့နော်ဆိုတော့ဒီ UTCC ကိုအာဒီ August intake မှာစပြီးတော့ join တဲ့အခါပေါ့နော်ကျောင်းရဲ့ဒီသင်ကြားမှုပုံစံနေနောက်ပြီးတော့ဒီအာ management ဘိုင်းနေနောက်ပြီးတော့ curriculum ဘိုင်းနေပေါ့ဟိုဘယ်လိုမျိုးထင်လဲပေါ့နော်ဟုတ်โอเคโอ้จนกว่าจองเนี่ย first impression เนี่ยปัดไปแล้วส่วนเนาะโหตา worry တော့ตาไม่ใช่ป่ะเนาะที่จองเบดิ้งชาดาดิบาดิส่วนจนจองไม่อยากเนี่ยเนเน่สู้ใหญ่นะป่ะ င်ဒါပေမဲ့အကြောင်းကဖွဲ့ထားပေးတဲ့ line group မှာကဟိုတိချင်တာတွေပါတယ်အကုန်လုံးကိုဟိုမေးမြန်းလို့ရတယ်ပေါ့နော်ဟိုဖြေပြီးအဖြစ် reply ကလည်းမြန်တယ်ပေါ့နော်ဒီပြီးရင်ဟိုဟိုကြောင်းသားရဲ့ဒီအထက်ခဲအကုန်လုံးကိုလည်းဒီ blue tag မှာအကုန်လုံးကိုဟိုဟိုဘာလဲဖြေရှင်းပေးတာရမ်းမြန်တယ်ပေါ့နော်ပြီးလို့ရှိရင်ဟိုတင်ကြားစတင်ကြားမှုအပိုင်းကလည်းဒီကျွန်တော်ကအမှန်တိုင်းပြောရရင်ကျွန်တော်ရဲ့ဟိုအင်္ဂလိပ်စကားတအားအကောင်းကြီးမဟုတ်ဘူး intermediate level လောက်ပဲရှိတယ်ဒါပေမဲ့ဟို ဟိုစာတင်တဲ့ပိုင်းမှာအထင်သာလို့တော့တအား volume မဖြစ်ခဲ့ဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီဆရာတွေကဟိုလောကနေဘာလဲဥရောပအနောက်နိုင်ငံဘက်ဆရာတွေများတယ် native speaker တွေပြီးတော့တလူကဟိုစာတင်လို့ရှိရင်လည်းလုံးဝဟို simple sentence simple words တွေပဲတောင်းတယ်ပေါ့နော် general english ပဲပြောတာဆိုတော့ဟိုစာတင်ကြတဲ့အပိုင်းမှာလည်းရှင်းရှင်းလင်းလင်းဖြစ်ပါတယ်ဟိုနားမလည်တာတွေပါတော့စိတ်ပူကြအောင်လို့ဒါပေမဲ့ဟိုထိုင်းဆရာတွေဆရာမတွေကြတော့ဟိုတချို့စာလုံးလေးတွေနည်းနည်းထိုင်း accent ဆိုတော့နည်းနည်းတော့ဟိုဟိုလို သေချာလားထောင်ရတာရှိတယ်ပေါ့နော်ဟုတ်ကဲ့အဲဆရောပေါ့နော်ဒီ UTCC ចောင်းကိုရှောက်တဲ့အခါမှာ requirement လေးပေါ့နော်အဓိက blue requirement လေးလို့လဲပေါ့နော်အဲ့ဒါလေးတစ်ချက်လောက် share လုပ်ပေးပါဟုတ်ကဲ့ requirement ကတော့ဒီကျွန်တော်ចောင်းရှောက်တုန်းကတော့ပေါ့နော်ဒီစေတန်းအောင်လက်မှတ်ရဲ့အမှတ်စရင်းရဲ့ပြီးတော့ဒီဟိုဟိုចောင်းက form ဖြည့်ခိုင်းတဲ့ info background information လေးတွေပဲပေါ့နော်လေးပဲလို့ရပေါ့နော်နောက်ပြီးတော့ဟို english track ကလည်းဟိုသူတို့က any english certificate ပေါ့နော် အဲ့ဒါဒီလိုပဲလုပ်ရတယ်ဟုတ်ဟုတ်ဟုတ်ဆရာပေါ့နော် UTC ကျောင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒါအဲဆယ်တန်းအောင်လက်မှတ်ပြင်ပေါ့နော်အခြားဒီ high school certificate တွေဖြစ်တဲ့ GD အဲ certificate တွေ I IGCSE certificate တွေကိုလည်းဒါလက်ခံနေပေါ့နော်ဆိုတော့ English proficiency test အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒါ IELTS TOEFL အဲ GD တော့မရှိဘူးဆိုလို့ရှိရင်လည်းဒါ အဆင်ပြေတယ်ပေါ့နော်ကျောင်းမှာကျွန်တော်တို့ placement test ပုံစံမျိုးပြင်ပြီးတော့ဖြစ်လို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့ကျောင်းမှာဒါ scholarship ရှောက်မင်းဆိုလို့ရှင်တော့ဒါမဖြစ်မနေ English proficiency test တခုခုကိုတော့ဒါဖြည့်ထားဖို့အတွက်လိုအပ်မှာပဲဖြစ်ပါတယ်ဗျဒါကတော့ UTC ကျောင်းရဲ့ဒါ requirement နေပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ် ော်နော်ကျွန်တော်နောက်ထပ်မေးခွန်းလေးတစ်ခုကကြတော့ဒီ living expand ပတ်သက်ပြီးတော့ပေါ့နော်ဆိုတော့အဲဒီကြောင်းသားမှာပေါ့နော် living expand အနေနဲ့ဆိုလို့ရှိရင်ကိုတို့တလောက်ဘယ်လောက်လောက်ကုန်လဲပေါ့နော်ဟုတ်ကဲ့ဗျာဒီကြောင်းသားမှာတော့ဟိုအဆောင်တွေတော့အများကြီးပေါ့ဒီဟိုပုံမှန်ဆိုရင် ပြန်ပြဆိုရင်အဆောင်လာကားကအဲ့လိုမျိုးတခန်းကို9500 6000အဲ့လောက်လောက်ဝန်းကျင်လောက်တော့ရှိတာပေါ့လေနော်ပေါ့နော်ဒါပေမဲ့ရေဘူးမီဘူးပါညာအားလုံးပေါ့လို့ရှိရင်တခန်းကို8000 8000အဲ့လောက်ဝန်းကျင်လောက်တော့ကျနိုင်တာပေါ့ဟုတ်ဟုတ်ဟွာပေါ့နော်အဲ့ဒါဆိုလို့ ရှင်ဒီစားတာကြီးခြားတော့ဩဒီဘယ်လိုလဲဟုတ်ကဲ့စားတာတော့ဒီ UDC နားမှာကျွန်တော်တို့ဟိုစားဖို့စိုင်နေတယ်အဲ့လိုမျိုးစိုင်သေးသေးတွေများတယ်နောက်ကျောင်းမှာကျွန်တော်ကန်တင်းနဲ့ရှိတယ်ကန်တင်းမှာလည်းဈေးတော်ချိုးတာပေါ့ဒီဥပမာကျွန်တော်တို့အာဘိုင်းဝါစားမယ်ဆိုရင်တော့အာ 35ဘက်40အဲ့လောက်ပဲကြာတယ်ဗျာဟုတ်ရေဘူးကအားလုံးခြုံလို့ရှိရင်ကျွန်တော်တို့ဟိုအခန်းတစ်ခန်းမှာကျွန်တော်ရူမိတ်နဲ့နှစ်ယောက်ရှယ်နေမယ်အဲ့လိုရေဘူးမျိုးကိုခွဲခံမယ်စားစိတ်နေစိတ်ပါ냐ပြီးဆိုရင်ကျွန်တော်တို့အာတလောက်ဘက်1000 1000 1000 2000အဲ့အဲ့လောက်ဝင်ချင်တော့အကုန်ကြာတယ်ဗျာဟုတ်အာ transportation အရာကြတော့ဘောနော်အာဟုတ်ကဲ့ဗျာ ထောက်ထောက်ဆိုတင်းကလည်းဒီကျွန်တော် UTC ရဲ့အားတာကြာပေါ့လေကျွန်တော်ဒီဘန်ကောက်မြို့မြို့တွေမှာရှိနေတော့ကြောင်မလို့ဟိုကျိုင်းတဲ့နေရာတော့ပေါ့လေဘတ်ကားမှတ်တိုင်လည်းရှိတယ်နောက်ကျွန်တော်တို့ကျောင်းတဲ့နေဆုံး MRD ဆိုတဲ့ကျွန်တော်10မိနစ်15မိနစ်အဲ့ဒါလောက်ပဲလမ်းချောင်းရတယ်နောက်တော့ဒီကျောင်းကနေတဲ့ကျွန်တော်တို့ကျောင်းကျောင်းတဲ့ MRD ကိုကျွန်တော်ဘတ်ကားဖယ်ဒီလေးတွေပေါ့အဲ့လိုမျိုးစီစဉ်ပေးထားတဲ့အတွက်ကြောင်မလို့ transformation ကတော့တခြားကြောင်းတွေတအားရှင်လို့ရှင်တော့တော်တော်လေးအဆင်ပြေတယ်လို့ကျွန်တော်ခံစားရတယ်။မြို့ထေးရှိရဆိုတော့အဲ့ရတော့အားသာချင်ရှိရ။ဟုတ်တယ်ဟုတ်တယ်အားသာချင်ရှိရ။ ာနောက်ပြီးတော့နောက်ထပ်မေးခွန်းတစ်ခုကတော့လေဟို UTCC ရဲ့ဒီ facility အပေါ်မှာ rate ပေးရမယ် rating ပေးရမယ်ဆိုရင်ဘယ်လောက်လောက်ပေးမလဲပေါ့အာ UD အဲ့ဒါတော့တော်တာကျွန်တော်အာဒီ UD စင်မနေကျွန်တော်သူ့အားတာကြရပေါ့လေဒီကျွန်တော်တို့ line view တို့အာဘာလို့နေရမှာဆိုရင်အဲ့လိုမျိုးကျွန်တော်တို့ចောင်းသားအာ group ပဲဖြစ်ဖြစ်တယောက်ချင်းစီပဲဖြစ်ဖြစ်ပေါ့လေအဲ့လိုမျိုးစာလေးလာလို့ရအောင်အဲ့လိုမျိုးအာ private account လေးတွေအများကြီးတူထားတာပြီးတယ်ပေါ့လေဥမာကိုကအာကိုကအဖွဲ့နဲ့ group project လုပ်ချင်ပဲဖြစ်ဖြစ်တခြား project လုပ်ချင်ပဲဖြစ်ဖြစ်ပေါ့လေအဲ့လိုမျိုးဟိုအခန်းလေးတွေထားတာပြီးနေတော့ကြောင့်ပေါ့အဲ့ဒါကတော့တော်တော်အဆင်ပြေတယ် နောက်ကျောင်းသားတွေကတွေ့တယ်ဒီကျွန်တော်အစပေါ်နဲ့ပတ်သက်ပြီးတော့အတော်တော်လေးဆက်စုပ်လေးလေးထားတာပြီးဥမာဘတ်စကော့ဘောကစားချင်တာဘောလုံးကစားချင်တာပေါ့တဲ့လိုမျိုးကိုဝါနာဘာနဲ့အားကစားတစ်ခုခုကိုလည်းလုံလို့ရအောင်ကျောင်းသားစီစီပေးထားတဲ့အတွက်ကြောင့်မျိုးကျွန်တော်ရေတင်ပေးရလို့ရှိရင် 8.9တော့လည်းပြီးချင်တယ်ပြဟုတ်ဆရာပေါ့နော်ဒါ UDCC ကကြတော့ကျွန်တော်တို့ဒါဘန်ကောက်မြို့ပေါ်မှာပဲရှိရပေါ့နော်ဘန်ကောက်မြို့ပေါ်မှာပဲရှိတယ်ဆိုတော့တွားရေးလာရေးအတွက်ဆိုလို့ရှိရင် transportation ရဆိုလို့ရှိရင်ဒါမြို့ထဲကိုကျွန်တော်တို့အာနိုင်ဝက်အလောက်အတွင်းမှာသွားနိုင်တယ်ပေါ့နော်အနည်းဆုံးဆိုရင်ဒါကျွန်တော်တို့ central wall တော့ဒီ sea paragon တော့ဆိုလို့ရှိရင်ဒါနိုင်ဝက်လောက်အတွင်းဒါသွားလို့ရတယ်ဆိုတော့ဒါအားသာချက်တစ်ခုပေါ့နော်နောက်ပြီးတော့ UDC မှာတောင်းထားတဲ့ facility တွေကတကယ်ကိုဒါအာစိတ်ဝင်စားစရာကြီးပဲပေါ့နော်ဆိုတော့ အာ UTCC ကတော့ဒါ business ကိုလေ့လာမယ်ဆိုရင်ကျောင်းသားကျောင်းတွေအတွက်ဆိုရင်တော့ဒါတကယ်ကိုရွေးချယ်တဲ့အကြောင်းတစ်ခုလို့ပြောရအောင်မှတ်မယ်မထင်ဘူးပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ကျောင်းရှောင်းတဲ့ကိစ္စမှာကျွန်တော်အတူတူမရှိတဲ့ကြောင့်မကျွန်တော်တို့အခက်အခဲအများကြီးရှိတာမှာကိုရင်ကနေပြီးတော့ကျွန်တော်ဒီအဆအဆုံပေါ်လေလုံးဝ service charge free လုံးဝလေအာစီစဉ်အောင်ပြည်နယ်ကူညီပေးတာပေါ့လေနောက်အာပြီးတော့ကျွန်တော်တို့ဒီအာမြန်မာနိုင်ငံနေဒီကိုလာတဲ့အချိန်မှာကျွန်တော်တို့ကဒီ student visa နဲ့တိုင်းရိုက်လာတာမဟုတ်ဘူးဒီ visit visa နဲ့လာတယ်ပြီးတော့မှဒီ student visa ပြန်ပြောင်းရတာဆိုတော့ကျွန်တော်တို့လာအိုမှာတွားပြောင်းတဲ့အချိန်မှာတဲ့ကိုဝင်ရန်နေပြီးတော့ကျွန်တော်တို့ဒီလိုအပ်တဲ့စာရွက်စာတမ်းတွေဘာတွေလိုအပ်တယ်ဆိုတာအစာအဝတ်တွေအသေးစိတ်ပြင်ဆင်ပေးနေတော့ကြောင့်မို့ကျွန်တော်တို့အခက်အခဲမရှိအားလုံးအဆင်ပြေပြေဖြစ်သွားတာပေါ့လေဒီတွက်တယ်ကျွန်တော်တို့ကိုဝင်ရန်နဲ့ NASA ဝအမှန်အဖွဲ့တာတွေအားလုံးဒီကနေပြီးတော့ကျေးဇူးအထူးတင်ရှိပါတယ်ဗျာဟုတ်ကဲ့ပါဟုတ်ဟောဒီကျွန်တော်တို့မြန်မာနိုင်ငံကနေပြီးတော့ကြောင်းရှောင်းချင်းတဲ့ဒီညီကိုမော်ဒမားတွေတဲ့ဒီ NASA ဝအမှန်ကကိုဝင်ရန်ပဲဖြစ်ဖြစ် ဒီ lesson one mm ပြီးမှာပဲဖြစ်ဖြစ်ပေါ်ဒီအသေးစိတ်လာရောက်မြင်းမြန်းလို့ရပါတယ်လို့ကျွန်တော်ပြောချင်းပါတယ်ဗျာဟုတ်ကဲ့ပါကျေးဇူးပါခင်ဗျာဟုတ်ကဲ့ပါကွာဆက်တာဟိုကျွန်တော်တို့ဟိုအမှန်တိုင်းပြောရရင်တော့အစအဆုံးကိုကူညီပေးတာပေါ့နော်ဟိုကျွန်တော်တို့ဒီကြောင်းရှောက်ဖို့လိုအပ်တဲ့အရာတွေဖိုင်တွေပါတွေဖုန်းတွေအကုန်လုံးဖြည့်ပေးတယ်ပေါ့နော်ပြီးတော့ဒီကြောင်းလည်းဟိုဒီနှက်ဆက်ကပဲရှောက်ပေးတာပေါ့နော်ဟိုကျွန်တော်တို့ဘက်ကလိုအပ်လာဆိုတော့ကျွန်တော်တို့ရဲ့ဒီ information တွေ passport တို့ပါတို့လောက်ပဲကျွန်တော်တို့ကပေးရတာပေါ့နော်ကျွန်တော်ကတော့အကုန်လုံးနှက်ဆက်ကပဲလုပ်ပေးတာပါဟုတ်ကဲ့ ဟုတ်ဆိုတော့အတခြားအခက်ခဲတွေကရှိခဲ့လာပေါ့နော်နေဆက်စနေလျှောက်တဲ့ခါမှာနေဆက်နေလျှောက်တဲ့ခါမှာဟိုတခြားအခက်ခဲကတော့ဟိုမရှိပါဘူးခင်ဗျာဟိုကျွန်တော်တို့ဟိုအစကတော့ဗီဇာနဲ့ကိတ်ပတ်တတ်ပြီးတော့မဟုတ်နော်နည်းနည်းဆိုးရိမ်တာတွေတော့ရှိတယ်ဒါပေမဲ့ဟိုဟိုနေဆက်ကဒီကျွန်တော်တို့ဗီဇာဟိုဘယ်လိုမျိုးလောက်ရမယ်ပါတာတွေဒါအသေးစိတ်ပြောပြပြီးကူညီပေးရတော့ပါအခက်ခဲမှာတော့မရှိခဲ့ပါဘူးဟုတ်ဟုတ်ကဲ့ပါဟုတ်အခုလိုမျိုး review လေးပေးရတဲ့ချီးကျူးများရင်တင်ပါရယ်ဒီနေ့မှာတော့ကျွန်တော်တို့ Nexus မြန်မာ team အဖွဲ့တွေကဒါထားနိုင်ကမှာ business major တွေနဲ့ပတ်သက်ပြီးတော့မှနိုင်ငံတကာကကျောင်းသားတွေရွေးချယ်မှုအများဆုံးဖြစ်လို့မြန်မာကျောင်းသားကျောင်းသားတွေထားမှာ business major တွေနဲ့ပတ်သက်ပြီးတော့ရွေးချယ်မှုအများဆုံးကျောင်းတစ်ခုဖြစ်တဲ့ University of the Thai Chamber of Commerce UTCC အကြောင်းကိုကျွန်တော်တို့ကဒီကနေ့မှာ University Tolly လောက်ပြခဲ့တာဖြစ်ပါတယ်ဆိုတော့အဲကျွန်တော်တို့ NSS မြန်မာအနေနဲ့ဒီ UTCC အကြောင်းအပဝင်းထားနိုင်ရင်ကနာမည်ကြီးဖြစ်တဲ့ Private University တွေကိုကြောက်ရှောက်ထားတဲ့နေရာမှာဒါအခအချင်းဝင်မယူဘဲနဲ့ပေါ့နော် Service Charge မယူဘဲနဲ့ကျွန်တော်တို့ကအခမဲ့အဲကြောက်ရှောက်ထားပြီးချင်းပညာရေးဆိုင်ရာဆွေးနွေးမှုတွေကိုအခမဲ့ပြုလုပ်နိုင်တာဖြစ်တဲ့အကြောင်းအကယ်၍ကိုကထားနိုင်ငံမှာပညာတင်ကြားဖို့စိတ်ဝင်စားရည်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ NSS မြန်မာရဲ့ Facebook page ကိုဆက်တွေ့လို့ရပါပြီခင်ဗျာ